သူတစ်ဖြင့်ဒါသူ့ရဲ့ trademark က piggy boo လေးဖြစ်တယ်ဒီ work ကလေးပေါ့နော်ဒီ work ဆိုလည်းတွေ့မယ်ထင်တယ်ဒီမှာအရင်တော့ကတော့အရင် cute ဖြစ်တဲ့ချစ်ဖို့ကောင်းတဲ့ work ကလေးဒါပေမဲ့အခုကျတော့ work က evolve ဖြစ်လာတာပေါ့ဆွဲနေပေါ့ work အကျန်းအကျန်းစား work ကျန်းဆွဲကြိုးထွက်အောင် sentimentally ya design with so little onda လောကျွမ်းတမ်းဝချင်းစရာစိတ်ရွှေရနာများစွာ တချင်ကတော့မဆက်နေရင်စိတ်ပြတ်ကြတဲ့အချိန်မှာခုကိုပေါ့နော်အဲတချင်เนี่ยအတိုင်းကောင်းပါလေးနောက်ထပ် better version ပြီးဆက်နေပေါ့နော်အရင်တော့ကဟိုမဆက်ကြရဲမှာစိတ်တက်ကြပြီးခုကိုပြတ်ဆုံးသွားလော့စ်ဖြစ်သွားတဲ့အခါမျိုးရှိခဲ့ပေါ့နော်အဲ့အချိန်မှာ ကိုကခုကိုပျောက်ဆုံးသွားရင်ခုကိုပဲပြန်လဲဆွေးထုတ်ရမယ်ဆိုတော့နားလည်သွားရပေါ့နော်ဟိုကိုဟို happiness ကကိုဟာကိုပဲဖန်ပြီးသွားမယ်ဟို motivation လည်းကိုဟာကိုပဲပေးရမှာနားလည်သွားပြီးတော့ဒီတချင်းကိုမိဆက်နေရဒီရှုံးနေတဲ့ကနေလုံးဝ ashes တွေဖုံဖုံနေကြရပြန်ထလာရပေါ့မလေးတယောက်အဖြစ်ရေးတာပေါ့နော်နားထောင်တဲ့လူတွေဆိုလည်းအရင်မိဆက်လို့ပြတိုင်းတောင်လို့တချင်းလိုမျိုး motivation တော့ဖြစ်အောင်အာနောက်ပြီးသွားရင်အားရလည်းတက်အောင်မိဆက်နေရ vivid တချင်းကိုဖန်တီးပေးတာပါအဲဘိုးလို့ရေးရရောအရင်ကတည်းကဖြစ်ခဲ့ပါတယ်တော်တော်တော့အချိန်ယူပြီးတော့ စူးစားတာပေါ့တော့ဒီတချင်းကြီးကလည်းအင်္ဂလိပ်စာတော်တော်တတ်သွားတယ်နောက်ကတော့ဒီတချင်းရဲ့ကိုက page တချင်းက power ရှိရပေါ့နော် lyrics တွေမှာလည်း power ရှိရအဲ့ power ကလည်း powerful ကိုဖြစ်တယ်မဆိုင်တချင်းရေးပြီးသွားတဲ့အချိန်မှာမဆိုင်စိတ်ကြကြရဲ့ reason တွေရတယ်တော်တော်ကြီးဟိုဒီတချင်းဟိုဟိုပြီးသွားတဲ့အချိန်မှာ fulfillment so fulfillment လို့မျိုးရသွားပြီးတော့ဒီတချင်းကပေး energy နဲ့ပြန်ပြီးတော့ပို့ပြီးတော့ဟို motivated ကိုကိုဖြစ်လာတယ်လို့လည်းမဆိုင်မြင်တယ် ခန်းစားချက်ကတကယ်ကုန်ယူပါတယ်ဒီတခြင်းကခုနကသူပြောသလိုပဲပေါ့နော်ဟို international artist day project တွေမှာပါဝင်တဲ့တခြင်းလည်းဖြစ်တယ်နံပါတ်၁ချက်နံပါတ်၂ချက်ကကြတော့ဒီတခြင်းကခုနသူ့ရဲ့ comeback song လေးလည်းဖြစ်တယ်သူနဲ့ကိုနေတိလာကလည်းဆယ်စုနှစ်ကျော်ပြီကျော်တဲ့ချိန်မှာသူ စင်ပြေခဲ့တဲ့ဟာတွေကိုလည်းကိုမြင်ရတယ်ခက်ခဲတွေကြုံဖြစ်ကြုံတွေ့နေရတဲ့အချိန်မှာလည်းတခြားတွေ့နေရတယ်အဲ့မှာလည်းသူဘလို့ကြော်ဖြစ်လာတယ်ပေါ့နောက်မှနင်းနေပြောခဲ့သလိုပဲကိုယ်လည်းအကုန်လုံးကိုတူတူတက်တက်တောက်အားပေးပြီးတော့မှဆွဲခေါ်လာတဲ့သူတွေဖြစ်တယ်ပေါ့နော်အထူးသဖြင့်ဒါသူ့ရဲ့ trade mark က piggy bull လေးဖြစ်တယ်ဒီ word ဟာလေးပေါ့နော်ဒီ word ဆိုလည်းတွေ့မယ်ထင်တယ်ဒီမှာအရင်တော့ကတော့အရင် keep ဖြစ်တဲ့ချစ်ဖို့ကောင်းတဲ့ word ကလေးဒါပေမဲ့အခုကျတော့ word က evolve ဖြစ်လာ word နဲ့ word အကျဉ်းအကျဉ်းစား word ကျဉ်းစွဲကြွေထွက်အောင်ဟာဟာ အဲ့ဒါတော့ညစီစင်အဲ့ဒါဟုတ်တယ်အဲ့ဒါ driver ထုတ်လိုက်တာအကြီးကျယ်ဟောမစက်နေကကိုကိုကိုပြန်လဲတူးခေါ်ရဲဆိုတဲ့ဟာမျိုးပေါ့နော်ဒီဆိုတော့ loss ဖြစ်ကိုကိုကိုပြန်လဲတူးခေါ်တယ်မစက်နေ ကိုယ်တိုင်ပဲကိုယ်တိုင်ကိုပြန်တူးနေတာဒီထဲမှာ twin ion နေပြီးတော့ hibernate ဖြစ်နေပြီဆိုင်တွေကိုဒီဘက်ကအပြင်ကမိစ energy ပြည့်နေတော့ဆွဲခေါ်တာပေါ့နော်အဲ့တော့အဲ့လိုထုတဲ့ဟာမှာအဲ့အဲ့ထုတဲ့ဟာမှာလည်းအဲ့လိုလမောင်းနေပါလေနည်းနည်းအဲ့လိုကြီးနေပါဆိုလို့ပြီးအဲ့မှာ walk out တွေလည်းလုပ်တာအစီမတွန်းနေအောင်အဲ့လိုပြောအဲ့ဒီအဲ့ဟာလည်းတကယ်ကျွန်တော်တို့ကကြောက်တည်နဲ့ဟိုစီထားတာဆက်ကတော့ green screen နဲ့ရိုက်ထားတာဖြစ်တယ်အောက်ကမြေကြီးဆိုလည်းကျွန်တော်တို့ခင်းထားတယ်အဲ့မှာ तू ထုတဲ့အချိန်မှာလည်းရုတ်တိရှိအောင်ပေါ့နော်အဲ့ဒါတကယ်ဟို ဲ့လိုလဲမိုင်းတွင်းထဲကကြောက်တယ်ကိုကျွန်တော်ကားရင်းနဲ့သွားတဲ့အခွဲတွေအကုန်လုံးပြန်ပြီးသူထွက်ချက်မှလည်းပျောက်ကြအောင်တေးချဆင်ကပ်ပြီးတော့မှလောရတယ်ပေါ့နော်အဲ့တော့ပြီးတော့သူထွက်တဲ့ဘယ်လိုခေါ်လဲမသိပေါက်ပေါက်တူးကလည်း ဟိုဟာတကယ်အလေးအစစ်ကြီးပေါ့နော်အဲ့တော့ဆိုသူတော်တော်လောက်လိုက်ရတယ်မြေးပါလားပွင့်ထပ်သွားတယ်ဟုတ်ကဲ့တော်တော်တော့မြေးပါပွင့်သွားနောက်ဆိုဒီမှာတူးတွေလိုးတွေပြောတော့ဒီတော့တူးပဲမယ်ဟုတ်ကဲ့ stroke ဆိုတာအဲ့လိုစိုးရိမ်မှုဆက်နေခုနပြောသလိုပေါ့နော်ဆက်နေရအဲ့လိုဂျားထဲမှာတော်တော် depression လိုမျိုးရသွားတော့ဆက်နေဟိုစိုးရိမ်တာရအရင်များခဲ့ပေါ့နော်လုံနိုင်ပါမလားလုံနိုင်ပါမလားပြီးသွားပြီးတော့သူတို့ဘက်ကအဲကောင်းတယ်ပေါ့မိုက်တယ်ဆိုပြီးတော့ तू ကဆက်နေ chorus part တွေပါပဲ तू ပြန်ဆိုပြရင်မှာအော်ရေမိုက်တယ်သူတို့လည်း ဆိုးပေါ့နော်အဲသူတို့လည်းကြိုက်တယ်ငယ်ချင်းတွေလည်းကြိုက်တယ်အားရှိရယ်ဆိုတော့ဝမ်းသာပါအစတော့ကတော့အဲ့လိုစိုးရိမ်လာပါပေါ့နော်နောက်တော့ဟိုဘုံလဲခုံယူပါခုပါဝင်ခွင့်ရတာဟိုဟိုဒီ project ကဘာဖြစ်ဟိုတစ်ကမ္ဘာလုံးမှာရှိရဲ့အဲဟို artist တွေအကုန်လုံးရှိမဲ့နိုင်ငံအဆိုရဲ့အတွက်တကယ်ဟိုဟိုလိုလိုဟိုအောင်မြင်နိုင်အောင်မြင်နိုင်တဲ့ထက်ပေါ့နော်ဒီ world record လေးတစ်ခုသမိုင်းလေးတစ်ခုပေါ့နော် music history မှာသမိုင်းလေးတစ်ခုဖြစ်သွားပါ မိုနိုပိုလီကိုပါတော့ခင်တော့အကြတော့မဆက်ရိုး first album ခင်မှာလဲမဆက်နေအောင် music video ဆိုရင်အဲ့လိုရိုက်ရအရင်ဝင်လာပါမဆက်တချင်းရေးရေးပြီဆိုတာ music video ကောင်းနေမှာရိုက်ပြီးွားရပြီကွာအဲ့အဲ့ဟာဖြစ်အောင်လုပ်ချင်တယ်အဲ့ကြောင့်ခိုင်ကြတော့တချင်းတော့မရေးရဘူးဆိုတော့ပတ်သက်ကုန်ပါဆိုတော့ music video ရိုက်ချင်တာအဲ့ဒါ dream ပဲအဲ့လိုမျိုးလေအဲ့လိုမျိုးဆိုတော့အဲ့ခစ်တဲ့ကအဲ့လိုမျိုး music video နဲ့ပတ်သက်ပြီးတော့မဆက်နေရဘူးလို့တက်ဖြစ်ချင်တာလေဘဝမှာအရင်တချို့ဟာအရင်လိုချင်တာမရှိဘူးအဲ့လိုမျိုးခီးသွားချင်တယ်ချင်းတွေကိုပြန် music video အချင်းမှာပြန် invest လုပ်ချင်တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဟိုပျော်တယ်ငငယ်တွေကလည်းဒီ music video တွေဆိုတော့အရင် crazy ဖြစ်တယ်အော်ဒီ music video ကတော့ဟိုအမှတ်တရအခုအမှတ်တရ music video မှာအမှတ်တရရှိရပေါ့နော်ဟိုကြာတဲ့ time music video တနာတနာပါတယ်သူမျိုးပါအောင်သူတို့သူတို့အမှတ်တရမရှိဘူးပြောတယ်ဒါပေမဲ့ဒီဟာကတော့တကယ်ကို comeback တစ်ချိန်ဖြစ်တယ်ကိုတကယ်စိတ်တကြတဲ့အချိန်မှာပုပ်ပိုပြန်အားပေးပြီးတော့သူများကပါအားပေးတဲ့အချိန်ဖြစ်တဲ့အတွက်ဒါအမှတ်တရဖြစ်တဲ့အတွက်မိစံကြီးကုံကုံကလည်းမိစံကြီးလုံးဝချင်တယ်ပါတယ် Thank you.